လေးစားပါတော့မေဆန္ဒရှင်မိဘပြည်သူများခင်ဗျာ စိတ်ချမ်းသာခြင်း ကိုယ်အချမ်းသာခြင်းနှင့်ပြည့်စုံပါစေကြောင်းအခါပါလာစကားဖြင့်ညစာဦးလူဟုမင်္ဂလာစကားဖြင့်ဦးစွာနှုတ်ခွန်းဆက်သအပ်ပါれကျွန်တော်ကတော့အခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးထွန်းအောင်ဖြစ်ပါれကျွန်တော်တို့အခါတိုင်းသားများဟာရှမ်းပြည်နယ်အရှေ့ပိုင်းတန်လွင်မြစ်အရှေ့ချမ်းဒေသတွင်သာပြန့်နှံ့နေထိုင်လျက်ရှိသည့် လူမျိုးစုတစုဖြစ်ပါတယ်။မိမိအခါတိုင်းရင်သားများဟာဝါစာစီမှုရိုးရာတလေးရင်ကျင်းမှု အမွေနည်းများကိုယနေ့ထိတိုင်ထူးထူးခြားခြားထိန်းသိမ်းဆောင်လျှောက်လက်ရှိသောမျိုးနွယ်စုတစ်မျိုးဖြစ်ပါတယ်။မိမိတို့အခါတိုင်းသားလူမျိုးစု၏အမျိုးသားရေးကိုပေါ်ဆောင်တော်အားဖြင့်ဒီဇင်ဘာလ28ရက်နေ့ကြောက်ရောက်တိုင်းအခါမျိုးသားနေ့ကိုကျင်းပခဲ့ရာ2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင် ရွှေရတုတပင်အခါမျိုးသားနေ့တိုင်ခဲ့ပြီဖြစ်ပါတယ်။၎င်းရွှေရတုအခါမျိုးသားနေ့ကို နိုင်ငံတော်ဝန်ကြီးချုပ်ယခုနိုင်ငံတော်ယာယီတမရဗိုလ်ချုပ်မှုကြီးမီးအောင်လှိုင်မှတမူလွာ ပေးပို့ချင်းမြင်ပြီးအခါမျိုးသားများ၏အမျိုးသားရေးဆောင်ရွက်မှုများကိုအတိမပြုခဲ့ပါတယ်။မိမိလူမျိုးတို့၏အမျိုးကုန်ကိုထိန်းသိမ်းမြင့်တင်နိုင်ရန်အတွက်မိမိတို့၏ရိုးရာရင်ကျင်းမှုအစဉ်လာများဖြစ်သည့်ခါထွန်ဖောက်ပွဲတော်ဒန်းစီပွဲတော် ကျဲဦးနီပွဲတော်စတော်ရိုးရတဲ့လေးကိုအခြေခံတော်ပွဲတော်များစင်ဆက်မပြတ်ဖော်ထုတ်ခြင်းပါခြင်းဖြင့်ထိန်းသိမ်းဆောင်ရှောက်လဲရှိပါတယ်။ပါတီဤဆောင်ဖို့ပါတီဤအလံပါတီဤအမတ်တစိတ်တို့ကို ရှင်းပြပေးလိုပါတယ်။ပါတီဆောင်ဖို့မှာမိမိတူချင်းစီ၌ရှိသော အရေးချင်းများကိုစုပေါင်း၍မိမိတို့အမျိုးကုံကို မြင့်တင်ကြဆူဟူ၍ဖြစ်ပါတယ်။အသေးပေကတော့မိမိလူမျိုးမိမိဒေသနှင့် နိုင်ငံတော်ဘက်ဆုံးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်နိုင်ငံသားတိုင်းတာဝန်ရှိသည်ဟု ဖော်ဆောင်ပါれပါတီအလားမှာအလဲဘိုတွင်အနီအောင်ရှိပြီးပပလဲမှာဝါစိန်ဖြူပြဝင်းရနေတာကိုမြင်တွေ့ရမှာဖြစ်ပါれအသေးပေကတော့မြန်မာနိုင်ငံတွင်မိသေးနေထိုင်ကြသည့်တိုင်းသားများသည်နေမင်းကြီးအောက်မှာတန်းသူညီမြအခွင့်ရေးရှိသည်ဟုဖော်ဆောင်ပါれ ပါတီအမတ်တစိမ့်မှာတန်းပုံဖြစ်ပြီးအခါရိုးရတလေးမှ စီလုံးညညချင်းတို့ဟူသော အသေးပဲကိုဖော်ဆောင်ပါလေမေဆန္ဒရှင်မိဘပြည်သူများခမညာနိုင်ငံတော်ဤဖွံ့ဖြိုးတိုးတက်ရေးသည်နိုင်ငံရေးပါတီများပေါ်သည်များစွာမိတည်နေပါသည်ဟုသုံးသပ်ပါれနိုင်ငံရေးပါတီများ အဖွဲ့အစည်းများကသာလျှင်မိမိတို့နေထိုင်ရာတည်တအနှံ့ပြရှိ အောက်ခြေလူထုအသည့်ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံနိုင်နေဖြစ်၍လူထု၏လိုအပ်ချက် မြေပြင်အခြေအနေမှာများကိုထိတွေ့သိရှိနိုင်ပြီဖြစ်ပါတယ်။အခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီစတင်ဖွဲ့စည်းစဉ်ကတည်းကပင်မူဝါဒများချမှတ်ပြီးဖွဲ့စည်းခဲ့ပါတယ်။မူဝါဒအချို့ကိုတင်ပြရမည်ဆိုရင်အခါမျိုးသားရေးမိမိတို့အခါမျိုးသားများ၏ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးနှင့်အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးစသည့်အခြေခံလိုအပ်ချက်များကို မိမိတို့အခါလူမျိုးများသာလျှင်ပုံမူထိတွေ့သိရှိနိုင်ပြီးပံ့ပိုးဆောင်ရွက်မှုအပိုင်းမှာလည်းအခါလူမျိုးများကသာပုံမူကျေပြန့်ထိရောက်စွာတာဝန်ယူဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါれအခါမျိုးသားများ၏ရိုးရသည့်စာပေရင်ကျင်းမှုအမှုပညာစသည့်များကို ဖော်ထုတ်သိမ်းသိမ်းနိုင်ရအတွက်အခါလူမျိုးများသာလျှင်ဥဆောင်နိုင်မည်ဟုယုံကြည်ပါれတိုင်းသားများ၏ ဒီတော်စုမြန်မာနိုင်ငံတော်ဒီတိုင်းသားလူမျိုးစု135မျိုးစုပေါင်းမိတင်းနေထိုင်ပါတယ်။တိုင်းလွန်လူမျိုးများဤအခမ်းကဏ္ဍများတွင်လူမျိုးစုငယ်များဤတန်းသူညီများ၏အခွင့်အလမ်းများကိုလည်းတိုင်းသားများအချင်းချင်းကသာလျှင်ပုံမနာလေထိတွေ့ဖော်ဆောင်နိုင်မည်ဟုယုံကြည်ပါတယ်။ရင်ချမ်းရေးတိုင်းဒါချင်းချင်းစီလုံးညညရေးနိုင်ငံတော်ဘက်ဆုံဖွေဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်အစိုးရတမတော် တိုင်းသားလူမျိုးစုအလုံးယုံကြည်မှုနားလည်မှုအပြန်အလှန်တည်ဆောက်နိုင်မှသာလျှင်အောင်မြင်နိုင်မည်ဟုယုံကြည်ပါသည်လူမျိုးစု၏အမျိုးအမည်နေထိုင်ရာတည်ဒါကွဲပြားခြားနားတကဲ့သို့လူမျိုးစုတစ်မျိုးစုစီမကတူကွဲပြားသောနိုင်ငံ၏အယူဝါဒများကိုသိရှိနားလည်အလေးထားမှသာလျှင်၎င်းလူမျိုးစုအသီးသီးဂုံကို မြင့်တင်နိုင်မည်ဟုယုံကြည်ပါသည်ပြည်တော်စုအရေး ပြည်တော်စုမပြိုကွဲ၍တိုင်းသာစီလုံးညီညွတ်မှုမပြိုကွဲ၍အချုပ်ချာအာဏာတည်တံ့ခိုင်မြဲသည့်ဟုသောတို့တောင်ဝအရေးသုံးပါးကို အစဉ်ဥတည်ထားရပါမည်။ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရတိုင်းသာလူမျိုးစုရေးရာကိုယ်စားလှယ်များသည့်တိုင်းသာလူမျိုးစုများ၏လိုအပ်ချက်များကိုပေါ်ဆောင်နိုင်ရန်ပြည်တော်စုအစဉ်ဥပဒေပြုနိုင်သည့်ကိုယ်စားလှယ်များဖြင့်ပါဝင်နိုင်ရေးအခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရည်မှန်းပါတယ်ဒိုမတာပါတီဆိုဒီမိုကရေစီအနေဒိဘေကို ပြည်ဆောင်စေမှာဖြစ်ပါတယ်ပါတီဆုံးပါဝင်သည့်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန်နိုင်ငံတော်အစိုးရတမတော်နှင့်နိုင်ငံရေးပါတီများအပြာလာယုံကြည်မှုဖြင့်ပူပေါင်းဆောင်ရွက်မှုမူဝါဒကိုအခြေခံမှသာလျှင် အောင်မြင်နိုင်မည်ဟုယုံကြည်ပါသည်။တမတော်၏အခမ်းကဏ္ဍပြည်တော်စုတမရမြန်မာနိုင်ငံတော်ဒီကပအလယ်မှာ ထဲဝါစွာရပ်တည်နိုင်ရန် တိုင်းသားများငင်းချမ်းရေးရယူပြီးသာရငင်းချမ်းရေးအစဉ်တင်တနိုင်ရအတွက်၎င်းပြည်ပရန်ကိုကာကွယ်ရအတွက်၎င်းနိုင်ငံ့ကွန်ကို မြစ်တင်ရအတွက်၎င်းခေမီတမတော်တည်ဆောက်ရမည်ဟုယုံကြည်ပါသည်ယနေ့လတ်တော်ဖြစ်ပေါ်နေသောပြည်သွင်းအခက်အခဲများကိုတမတော်ကအ धिक နေရာမှတာဝန်ဆောင်ယူဆောင်ရွက်နေမှုအပေါ်တမတော်အားသတ်ဆွမ်းသမျှကူညီဆောင်ရွက်မှုများပြုလုပ်ပြီး အခြေတော်အတွင်း ဤချမ်းမတလင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီတို့တက်လာနိုင်မည်ဟုယုံကြည်ပါれလက်ရှိနိုင်ငံတော်ဤအခြေအနေရနိုင်ငံတည်ငြိမ်အင်းချရေးတရားဥပဒေစိုးမိုးရေးရရှိနိုင်ရာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌တမတော်ဒီအရေးကြီးသည့်အခမ်းကဏ္ဍတွင် ပါဝင်ရမည်ဟုယုံကြည်ပါれလုပ်ငန်းစဉ်အခါတိုင်းသားတို့သည်ပြည်တော်စုပွားညီနောင်သားချင်းတိုင်းသားလူမျိုးစုများနှင့်အတူချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲပြီးလောအပ်တော်ပညာရေး၊ကျမ်းမာရေး၊လူမှုရေး၊စီးပွားရေးအစရှိသည့်လူဆွာရင်းမြများဖွံ့ဖြိုးတိုးတက်လာရန်ဥတည်၍လုံငါများဆောင်ရွက်ရာတွင်အခြေခံကြတော်အခြေခံစစ်တမ်းကောက်ယူခြင်းခွဲခြားစိတ်ဖြာခြင်းတုံးတက်ခြင်းမဟာဗျူဟာနှင့်နိဗျူဟာများရည်ဆွဲခြင်းလုံငါများအကောင်အထည်ဖော်ခြင်းများကိုစနစ်တကျအစဉ်စစ်အကောင်အထည်ဖော်ဆောင်ပါမည်ဟု ချမှတ်ထားတဲ့ကဲ့သို့ ပါတီစတင်ဖွဲ့စည်းစဉ်ကလေးကယနေ့ချိန်ထိအခါတိုင်းသားများ၏နိုင်ငံရေးကဏ္ဍပညာရေးနှင့်ကျန်းမာရေးကဏ္ဍလူမှုရေးနှင့် စီးပွားရေးကဏ္ဍများကို မပြတ်မလတ်ဖော်ဆောင်လက်ရှိပါသည်မဲဆန္ဒရှင်မိဘပြည်သူများနှင့် ရှမ်းပြည်နယ်ရှိပိုင်းရှိတိုင်းသားညီနောင်များခမညာအခါမျိုးသားဖွံ့ဖြိုးတိုးတက်ပါတီသည်2025ခုနှစ်ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင် အခါမျိုးသားဖွံ့ဖြိုးသူတတဲ့ရေးပါတီမှအခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့်ပြည်နယ်လူတော်မဲဆန္ဒနယ်90လောင်း15ဦးပါဝင်အယူကောက်ခံသွားမှာဖြစ်ပါတယ်။ဒို့ဖြစ်ပါ၍အမျိုးကုံစာတိကုံနိုင်ငံ့ကုံကိုတတောင်းတနေရာမှဖော်ဆောင်မည်ဖြစ်သောအခါမျိုးသားဖွံ့ဖြိုးသူတတဲ့ရေးပါတီအားကာတိုင်းသားများနှင့် ရှမ်းပြည်နယ်အရှိပိုင်းရှိတိုင်းသားညီနောင်မဲဆန္ဒရှင်များတန်းပုံကို ထောက်ခံမဲ့ပေးကြပါစို့လို့တိုက်တွန်းရင်းဤကုန်းချုပ်အပ်ပါတယ်။နေစာအိုလူငြင်းချမ်းကြပါစေ။ Bonito. pure pues. Nasa <laughs> Blue enxergar.